မင်္ဂလာပါဒီနေ့ကျွန်တော်တို့ George Orwell ရဲ့တရီဆန်ဘုံဝတ္ထုကိုအတန်ထွက်ဖတ်ထားတဲ့ YouTube ကောင်းနှုတ်ချက်လေးနားထောင်ပြီးတော့လေအဲ့ဒီထဲကအဓိကအဖြစ်အပျက်တွေကိုနည်းနည်းဆွေးနွေးကြည့်ကြမယ်ဟုတ်ကဲ့ဒီဝတ္ထုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါလေအထူးသဖြင့်တော်လန်ရေးတစ်ခုကဘလို့စပြီးတော့ဘလို့အဆုံးသတ်သွားတတ်တယ်လဲဆိုတာကိုပေါ့နော်အင်းအစဆုံးအခန်းဝါမှာဆိုရင်မေဂျာအိုဂျီရဲ့မင်းခုံးပေါ့ တရိษံလေးရဲ့ဒုက္ခတွေပြီးတော့လူသားမရှိတဲ့လောကတည်းစိတ်ကုအိမ်မက်တည်းဟုတ်ကဲ့အဲ့ဒီမှာတော့လူသားဟာယန္တုပဲဆိုတဲ့အတွေ့အခေါ်ကိုစပေးတာအင်္ဂလန်ပြည်သားတရိษံများတီချင်းလဲအဲ့ဒီမှာစပေါ်တာနော်မှန်တယ်အဓိကဇက်ကောင်တွေလဲအဲ့မှာစတွေ့ရတာဘောက်ဆာဘင်ဂျမင်းကလိုဗာနောက်ပြီးတော့ဟိုဝက်တုံးကောင်စနိုးဘောနပိုလီယံစကွီလာအင်းပြီးတော့အခက်နှစ်သုံးယောက်တော့မီဂျာအိုကြီးဆုံးသွားတော့ ဆိုတော့ဝတ်သွန်းကောင်ကသရစ်ဆန်ဝါရဆိုလာကိုစနစ်တကျလောက်လာကြတယ်ဟုတ်ပါပြီးတော့ Mr. Jones ကိုအောင်းအောင်းမြင်မြင်မောင်းထုတ်နိုင်ခဲ့ကြတယ်လက်ကွေးနာမည်ကိုလည်းတီရစ်ဆန်ပုံလို့ပြောင်းလိုက်ကြတယ်အဲ့ဒီမှာပြည့်ညတ်တော်ခုနှစ်ချက်ကိုနိုင်ရမရေးကြတယ်လीဒါဒီမဲ့အဲ့ဒီအောင်းပွဲခံပြီးပြီးချင်းမှာပဲနွားနုဒီပျောက်သွားတာတဲကြီးချမိစရာပဲဟုတ်တယ်နော်အဲ့ဒါနင်းနေတော့ထူးဆန်းနေအစာပွဲတော့အကုန်ပျော်နေကြတာအထူးသဖြင့် boxer ပဲ မပိုစ조사လုပ်မယ်ဆိုပြီးအလို့ရန်조사တယ်တကယ်တော့အဲ့အချင်းကားတွေကဝတ်တွေကဥဆောင်ဘူးလို့ဖြစ်လာပြီသူတို့ကအလို့တော်တိမလုပ်ဘူးအမ်ကြီးချက်တာအမိန်ပေးတာတွေလုပ်တယ်ဟုတ်ပြညတ်တာတွေကိုတော့နောက်ပိုင်းခြေလေးချောင်းကောင်းခြေနှချောင်းဆို့ဆိုပြီးအတူချုပ်လိုက်သေးတယ်အဲ့လာကစာမတက်တဲ့တရားစံတွေအတော့ဆိုပေမဲ့လီဝတ်တွေကနွားနိုရေရောပန်းသီးတွေကိုပါသူတို့ပဲယူလိုက်တာကိုစခွီလာကဖြည့်ရှင်းချက်ပေးရတော့တာအေးဟုတ်တယ်သူကဘယ်လိုပြောလဲဆိုတော့ ဝတ်တွေကဦးနောက်300လို့ဒါရီလိုတွေဝတ်ဂျွန်းစ်ပြန်လာမှကြောက်ရင်ဒါကိုလက်ခံရမယ်ဆိုတဲ့သဘောမျိုး။အင်းဝါရဖြတ်မှုရအစပဲ။ပြီးတော့အခန်းလေးကမှနွားတင်းကုတ်တိုက်ပွဲ ဖြစ်တော့။အော်မတီရီဆန်ဒီသူတို့လဲကွင်းကိုကာကွယ်ကြတာ။စနိုဘောနဲ့ဘောက်စာသူရဲကောင်းတွေဖြစ်ကြတယ်။ဟုတ်ကဲ့။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းစနိုဘောနဲ့နပိုလီယန်ကမှသဘောထားကွဲမှုတွေပိုကြီးလာတာ။ အဓိကကဟိုရင်လီဟက်ချီမန်ကင်းကိစ္စစလိုဘောကလီဟက်ဆောချင်းနေနပိုလီယံကရောကန့်ကွက်တယ်အစာတော့ကအဓိကဆိုပြရလေအဲ့ဒီအချိန်မှာပဲနပိုလီယံကသူ့လူဝတ်မွေးထားတဲ့ခွေးတွေနဲ့စနိုဘောကိုလေခွင်းတဲ့ကမောင်းထုတ်လိုက်တာအာတော်တော်ကြောက်စရာပဲအဲ့ဒီမှာအနာသိမ့်လိုက်တာပဲနော်ဟုတ်တယ်အစည်းဝိုင်းတွေဖြတ်သိမ်းတယ်အရာရာကိုနပိုလီယံဥဆောင်တဲ့ဝက်ကော်မဒီကပဲဆုံးဖြတ်တော်မယ်ဆိုပြီးဖြစ်တော်တယ်စကွီလာကတော့ထုံးစံအတိုင်းရှင်းပြတာပေါ့ဆိုတော့ စနိုဘောမရှိတော့တဲ့နောက်ပိုင်းလေဟတ်ကိုနပိုလီယံကပဲပြန်ဆောက်ခိုင်းအောင်။ဒါမဲ့ဆော့အရာရန်ခခဲတယ်။ဘောက်ဆာကတော့ဒီကအားထည့်လို့တာပေါ့။အဲ့ကြားတဲ့နပိုလီယံကလူရီနဲ့ကုံတွယ်မှုဆောက်လို့လာတယ်။မစ္စတာဝမ်ဘာဆိုတဲ့လူနဲ့အဲ့ဒါပင်းတော့ချိုးဖောက်တာမဟုတ်ဘူးလားချိုးဖောက်တာပေါ့ဒါပေမဲ့စကွေလာကရှင်းပြမှာပဲလေနောက်ပြီးဝက်တွေကလေတော့အင်ကြီးပေါ့တတ်နေကြတယ် အိယာတွေနဲ့အိကြတယ်အိယာနဲ့ပတ်သက်တဲ့ပြင်းတဲ့ချက်ကိုလည်းပြင်းလိုက်တယ်မဟုတ်လားအိယာခင်းနဲ့မအိယာဆိုပြီးတော့ဟုတ်တယ်ပြီးတော့လေဟတ်ကပရမတခါစောင့်နေတုံပျက်စီးသွားရောလေပင်းကြောင့်ဒါပေမဲ့နပိုလီယန်ကစနိုးဘောလက်ချဆိုပြီးတော့အပစ်ပုံချလိုက်တာအတိအကျပဲအဲ့နောက်စောင့်တွင်းမှာအစာရှာပါမှုတွေဖြစ်လာတယ်ကျုံးတွေကိုရောင်းဟုတ်လို့တော့ကျမားတွေကပုံကန်ကြသေးတယ်အဲ့ဒါကိုလည်းနပိုလီယန်ကပြပြတသားနေနေလိုက်တယ်ဟုတ်တယ် ပြီးတော့အခန်း၈လောက်မှာအကြောက်စရာအကောင်းလုံးအဖြစ်ပြက်တွေစလာပြီးစနိုးဘောကိုအရာအောင်လုံးအတွက်တရားခံလုပ်တော့တာပဲနွားတင်းကုတ်တိုက်ပွဲတုန်းကတော့ဒူဒဂျွန်းစ်ဘက်ကဆိုပြီးတမိုင်းကိုပြန်ရေးတယ်ဘောက်ဆာတော့အစကတန်တရားဝင်သေးတယ်နော်ဒါမဲ့နောက်ဆုံးတော့နပိုလီယံအမျက်မှန်တယ်ဆိုပြီးလက်ခံလိုက်ရတယ်အဲ့ဒီနောက်မှာတိစာဖောက်ဆိုပြီးဆွတ်ဆွဲခံရတဲ့တရားချန်တီကိုလူပုံအလဲမှာဝန်ခံခိုင်းပြီးခွေးတွေနဲ့ကြိုက်တက်ခိုင်းတာအရန်ရက်ဆက်လွတ်နေအာတကယ်ထေးရောက်ဖို့ကောင်းတယ် အင်္ဂလန်ဘီတာတီချင်းကိုလည်းအဲ့ဒီမှာပေးပင်လိုက်တယ်။ဟုတ်တယ်။နော်ဘီဆတ်ထမပညာချက်လီဘေးတရချံမှာတခြားတရချံကို မတက်ရဆိုတာကို အကြောင်းမဲ့မတက်ရလို့ပြန်လိုက်ပြန်လိုက်အောင်။စကွီလာရတော့စရင်စရာတွေနဲ့အခြေအနေတွေအရန်တိုးတက်နေပါတယ်ဆိုပြီးအမဲပြောနေတာပေါ့။အင်း။ဒါမှတကယ်တမ်းကနပိုလီယံနဲ့ဝက်တီခွေးတွေပဲအခွင့်အရေးတွေပို့ပို့ရလာတာ။ဝက်တီကအရက်တောင်ချက်တောင်နေပြီ။ ဲ့အချိန်မှာဘောက်ဆာကလေယာဆောင်ရင်ပြင်းပြထန်ထန်တရားရသွားတယ်။အဲ့ဒါတကယ်ဝမ်းနေဆရာပဲ။သူကိုစီယုံပူမဲနုပြောခဲ့တယ်မဟုတ်လား။စကွီလာကတော့အဲ့လိုပြောတာပေါ့။ဒါပေမဲ့ဘင်ဇမင်က မြင်သက်သမားရဲ့ကားဆိုတာကိုတီးသွားတယ်။ဟုတ်တယ်။ဒါပေမဲ့ဘောက်ဆာကိုအဲ့ဒီကားနဲ့ပဲခေါ်သွားကြတယ်။อืมစကွီလာကတော့ဘောက်ဆာဟာစီယုံမှာညင်းချမ်းစွာဆုံးသွားပါတယ်ဆိုပြီးလိန်ပြောတယ်။တကယ်ကဘောက်ဆာကိုရောင်းလို့ရတဲ့ပိုက်ဆံနဲ့ဝက်တွေဝစ်စကီဝယ်ဆောက်ကြတာ ရင်ဆိုးရတာပဲတော်လန်ရဲ့အယုံကြည်အဆုံးအဖွဲ့ဝင်ကိုအဲ့လိုလုပ်လိုက်တာနောက်ဆုံးအခန်းဆက်မှာတော့နစ်တွေ့အများကြီးကြာသွားပြီတော်လန်ရဲ့ကိုတိတ်မမတ်မိကြတော့ဘူးလေခွင်းကပိုချမ်းသာလာတယ်ပြောပေမယ့်ဝက်တေနဲ့ခွေးတွေလည်းရင်ဂျန်နတဲဆန်တွေကဆင်းရဲမြဲပဲအေးမအတိကပြောင်းလဲကြီးဖြစ်လာတာကဝက်တီချင်းနဲ့ချောင်းနဲ့လမ်းလျှောက်လာတာပဲဟုတ်တယ်ပညာကျော်ခုနှစ်ချက်လည်းမရှိတော့ဘူးနိုင်ရန်ပေါ်မှာစတဲ့ကြောင်းမကြံတော့တယ်တီးရဆန်အားလုံးတန်းတူညီတယ် ို့တော့အချို့တရားဆန်များဒီအခြားသူများရဲ့ဖူ၍တန်တူညီတယ်တဲ့ဝတ်တေကလူအဝတ်အစားတွေဝတ်ကြာဝတ်တေကိုင်းလူသားလည်းတမားဒီနဲ့အတူတူစားတော့ပွဲလုံးနေကြတယ်အဲ့ဒီမှာနပိုလီယန်ကလေကွင်းနာမည်ကိုမူလနာမည်မနာလေကွင်းလို့ပြန်ပြောင်းမယ်ဆိုပြီးကြီးညာတယ်နောက်ဆုံးမိန်ကွင်းကတော့အိမ်အပြင်ကတရားဆန်တဲ့အတွင်းကိုကြီးလိုက်တော့ဘေယာကဝတ်ဘေယာကလူ ခွဲလို့မရတော့ဘူးဆိုတာပဲအင်းဒါကတော်လိုင်းရေးဟာသူ့ရဲ့မူလရီမှန်းချက်နဲ့လုံးဝဆန့်ကျင်ဘက်ကိုရောက်ပြီး သူတော်လန်ခဲ့တဲ့စစ်နစ်စောကိုပဲပုံသူကူးချလိုက်တယ်ဆိုတော့ကိုပြနေတာပဲဒီဇသိန်းကတကယ်စဉ်းစားစရာကြီးအများကြီးပေးတယ်နော်အာနာရဲ့သဘောတဘာဝတော်လန်ရဲ့ဒီရဲ့အန်တဲ့ရဲ့ပြီးတော့ဘာသာစကားနဲ့မညံ့ကိုဘလို့အလွယ်သုံးစားလုပ်နိုင်တယ်လဲဆိုတာဒီပေါ့ဟုတ်ပါပဲအထူးသဖြင့်စံနှုန်းတွေမူတွေကြီးရလဲလက်တွဲမှာဘလောက်လွန်လွန်နဲ့ပျက်စီးထောနိုင်တယ်လဲဆိုတာကိုတတိပေးနေတယ်လို့ပဲလက်ဆွေကျွန်တော်ဒီဆွေးနွေးမှုကနေနောက်ဆုံးစဉ်းစားစရာတစ်ခုထားခဲ့ရရင်ဒီလိုဖိနှိပ်မှုတော်လန်ရဲ့ ပြီးအင်ဖီနိတ်တူအတိတ်ပေါ်ပေါ်မှုဆိုတဲ့တန်တရားနဲ့တကယ်လွတ်မြောက်ခုနီလန်ကဖြစ်နိုင်မလားတမိုင်းကအမေးဒီအတိုင်းပဲလေပန်နေမှာလားအဲ့ဒါကတော့တကယ်ကိုအဖြေရှာရခတ်တဲ့မေခွန်းတစ်ခုပါပဲဒါပေမဲ့ဒီလိုဇလန်းနေတဲ့တင်ကနာယူပြီးတတိထောင်းနိုင်မှုကအရေးကြီးဆုံးဖြစ်မယ်ထင်ပါတယ်